TNCA တယောက်ဆိုလို့ရှိရင်တကယ်လုပ်ငန်းမှာဒီငလင်ပြီးနောက်ပိုင်းမှာ recovery plan နဲ့မှာတကယ်အရေးကြီးဆုံးဖြစ်တဲ့ audit report စရင်စစ်ရလက်ကိုရွေးချယ်ပြီးပြီလားစရင်စစ်ရလက်ရဲ့အသေးစိတ်ကိုဒီ video ရဲ့အဆုံးမှာ ပြပြပေးသွားမှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ magazine founder and ceo ကိုစောစောဖြစ်ပါတယ်စရင်စစ်ရဲ့အဓိက audit report မှာဘာတွေပါမလဲဆိုတော့ company တခုရဲ့ banner ရေးရှင်းတန်းနေစရင်းကိုင်းလုပ်ငန်းဆိုင်ရာလှုပ်ထုံးလုပ်နည်းတွေကိုတကယ်မျှသားမှုရှိမရှိတကယ်မားယွင်းမှုရှိမရှိတွေကိုစရင်းစစ်ကနေပြီးတော့အဓိကတရားဝင်စစ်ဗီရမှာတုတ်ရဲ့သုံးတက်ချက်အမြင်တွေကိုပြောပြပေးရတဲ့အဓိကစောင်းဖြစ်ပါတယ်ပြီးကြတော့ company ရဲ့ banner ရေးစရင်းတွေကိုတကယ် generally asset accounting principles ကိုင်ညီမှုရှိမရှိကို သတ်မှတ်ပေးရပါတယ် GAAP လို့လည်းအတူအောက်ခေါ်ဆိုပါတယ်အဓိကသူ့ရဲ့ဒီ CA တယောက်ရဲ့အဓိကတာဝန်တွေကဒီလိုမျိုးချိန်မှာဆိုရင်သူ့ရဲ့အဓိကပိုးပြီးလောက်ရမဲ့တာဝန်တွေကစရင်စစ်တီဗန်နာရေးစင်းများကိုစနစ်တကျစစ်ဆေးပြီးတော့မာရင်းမှု ရှိမရှိကိုတက်တည်ပြဖို့အဓိကလောက်ရမယ်ရလက်တည်ဖြစ်ပါတယ်အဓိကကတော့ဗန်နာရေးတွေကိုမန်ကန်စာပြင်ဆင်ရမယ်အဓိကလုပ်ငန်း operation smooth ဖြစ်အောင် အဓိက cash flow တွေကောင်းကောင်းလည်ပတ်နိုင်အောင်လို့အဓိကပေါ်ဆောင်ပေးရမှာဖြစ်ပါတယ်။စည်ရင်နာများကိုခုနက GAAP နဲ့ကိုင်းညီမှုရှိပြီးတော့မာရင်မှုမရှိကြောင်းကိုအဓိကနံပါတ်1အနေနဲ့ပြသရမှာဖြစ်ပါတယ်။နောက်က GAAP နဲ့မကိုင်းညီမှုမရှိဘူးဆိုရင်အဓိက total ဒီစုစုပေါင်းနဲ့မာရင်မှုမရှိကြောင်းကိုအဓိက ြရမှာဖြစ်ပါတယ်အဓိကနာမည်ဒီ၃အနေနဲ့ဆိုဘန်နာရေးစည်ရင်းများကဒီ GAAP နဲ့မကိုက်ညီမှုမရှိဘူးမာရင်းနေကြီးမားစွာဖြစ်နေရဆိုတော့ဒီအနုလက္ခဏာပေါ်ဆောင်တဲ့အမြင်တွေကိုလည်းပြသပေးရမှာဖြစ်ပါတယ်ဒီအမြင်တွေကိုအဓိကစည်ရင်းစစ်အနေနဲ့လုံလောက်တဲ့အချက်တွေမရှိနိုင်ဘူးဆိုတာကိုအဓိကအာ စီရင်စစ်ကပေါ်ဆောင်ပြီးတော့ကမ်ပဏီအတွက်ကိုတုံးသက်ပေးရမှာဖြစ်ပါတယ်။စီရင်စစ်တခုရဲ့ရလဒ်ဒီကမ်ပဏီဘန်နာရဲ့အခြေအနေကိုပြသတဲ့အရေးကြီးတဲ့စာရန်ဖြစ်ပြီးတော့ရင်းနှီးမြှုပ်နှံတဲ့သူတွေငွေချေးတဲ့သူတွေတခြားအကျိုးစီးပွားလုပ်တဲ့သူတွေရဲ့အဓိကယုံကြည်မှုကိုပေးဆွမ်းတာဖြစ်ပါတယ်။ဒါကြောင့်မို့စီရင်စစ်ဒီအဓိက CA တယောက်ဒီဒီချိန်မှာစနစ်တကျဘလို့တုံးဆွဲမယ်ငွေကိုဘလို့မျိုးဘလောက်ထိအောင်ဆန့်ပြီးတော့အချိန်ဘလောက်ထိအောင် ို့ပြီးတော့တုံးလို့ရအောင်တုံးဆွဲမယ်ဘလိုမျိုးအပြန်လဲပြင်ဆင်မယ်ကြောင်းလဲမယ်ဆိုတာကဒီချိန်မှာအရန်ကိုအရေးကြီးပါတယ်အဲတင်းလုပ်ငန်းမှာရော audit report နဲ့ပတ်သက်လို့ဒီ recovery plan ထဲမှာဘလိုမျိုးလှုပ်ဆောင်ထားလဲလှုပ်ဆောင်ထားတဲ့ဟာကိုလေအဓိက dear command အောက်မှာရေးပေးခဲ့လို့ရရင်ရေးပေးခဲ့သေးချင်ပါတယ်ဟုတ်ဒီတဲ့က plan တွေကိုလှုပ်ဖို့စဉ်းစားနေရတယ်ဆိုလို့ရှိရင်ဘယ်အကြောင်းအရာတွေကိုစပြီးလုပ်မလဲဆိုတာကို comment ထဲမှာရေးပေးခဲ့စေချင်ပါတယ် ဆုံးထိတ်ကြည့်ရှုပေးတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်။တာယာပျော်ရှင်သောနေ့လေးဖြစ်ပါလေ။